ိုဘွားအပြောင်းလဲဖြစ်ချင်နေဆိုရင်ဒီတစ်ခုလီလာပါဒီတစ်ခုကတော့မိဆွေကိုလည်းတီးပြီးတဲ့အတိုင်းပဲခစ်နဲ့စနစ်နဲ့စကေးနဲ့ဆိုတာအရေးကြီးရယ်ခစ်ပြောင်းရင်စနစ်ပြောင်းတယ်စနစ်ပြောင်းရင်ကျွန်တော်လိုအပ်တဲ့စကေးတွေအပြောင်းလဲဖြစ်သွားတယ်ဒီနေ့ပြပြချင်တာကတော့ upward social mobility ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် social mobility ဆိုတာက နောက်တစ်ဆင့်ကိုယ့်ရဲ့ဘဝဒီနောက်တစ်ဆင့်တိုးတက်နိုင်စွာကိုပြောတာပါ mobile ဆိုတာကျွန်တော်ရွေးလျားတာ social mobility ဆိုတာကိုယ့်ဘဝမှာ ကားမရှိတာတွေကားဝယ်နိုင်တဲ့အချိန်အိမ်မရှိတာတွေပြီးတော့မှအိမ်ရှိလာတဲ့အချိန်ကိုယ့်ရဲ့ဝင်ငွေတွေတိုးတက်လာတဲ့အချိန်ပေါ့ဒါမျိုးကျွန်တော်က social mobility လို့ခေါ်တယ်နိုင်ငံခြားမှာကြောင့်ဒီလို social mobility ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကိုကနေပြီးတော့မှအရင်တုန်းကတော့တာမန်အလုပ်ပဲလုပ်တယ်ကိုကနေပြီး coffee ဆိုင်မှာပဲလုပ်တယ် starbucks မှာလုပ်တယ်ဒါမှမဟုတ်မတော်နာမှာလုပ်တယ်ဒီအမတစင်ကွာဆရာဝန်ဖြစ်သွားတယ်အင်ဂျင်နီယာဖြစ်သွားတယ် nurse ဖြစ်သွားတယ်အဲ့ဒီချိန်မှာဝင်ငွေတိုးတက်လာတယ် social mobility ဖြစ်လာတဲ့အေဝဲလာနိုင်တဲ့ကားဝဲလာနိုင်တဲ့ဒါတွေကတခြားနိုင်ငံမှာကျွန်တော်တို့ရှိတယ်ကျွန်တော်တို့နိုင်ငံမှာကြောက်ဒီလို social mobility ကောင်းကောင်းမရှိဘူးဒါကကျွန်တော်တို့နိုင်ငံမှာဆိုရင်ပိုပြီးတိတာပါဗောနော် third world country မှာဆိုမရှိဘူးအဲ့တော့ကျွန်တော်တို့ဘဝရဲ့ social mobility အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်နိုင်ငံမှာအလွယ်ကူဆုံးပါလဲပါလဲဆိုရင်ကိုယ်ပိုင်လုပ်ငန်းလုပ်တာဒါဒီကိုယ်ပိုင်လုပ်ငန်းလုပ်တာဒီဒါ social mobility ကောင်းတဲ့အချက်ဒီနေ့ကျွန်တော်ပြပြခြင်းတဲ့အကြောင်းအရာကတော့ဒါ AI အကြောင်းဖြစ်ပါတယ်။ဘာလို့လဲဆိုရင် ကျွန်တော်တို့ကခစ်ပြောင်းရင် စနစ်ပြောင်းနေပြီးလို့ရှိရင် ကျွန်တော်တို့အတွက်လိုအပ်တဲ့ skill လိုအပ်တဲ့အချက်အပြောင်းလဲဖြစ်တယ်။အခုကျတော့ကျွန်တော်တို့ AI ခစ်ကျွန်တော်ဖြစ်လာပြီ AI မတိုင်ခင်မှာဆိုရင်ကျွန်တော်တို့ Google တို့ဘာလို့မိတ်ဆွေတို့တီးလိမ့်မယ်အဲ့ဒါကြောင့် information technology ခင်မှာလူတိုင်းတီးတင်းချက်လက်တွေကိုအခမဲ့သူတုံးလို့ရလာတယ်ခစ်ဒုတိယခစ်ကကြတော့ကျွန်တော်တို့တယောက်နဲ့တယောက် communication လုပ်တဲ့နေရာမှာ တယောက်နဲ့တယောက်အလွယ်တကူ communication လုပ်လို့ရတဲ့ social media kit ကျွန်တော်တို့ရှိခဲ့အခုကကျွန်တော်တို့ agentic AI မှာဆိုလို့ရှိရင် intelligent ဒီ0နီးပါးကျွန်တော်တို့ဖြစ်သွားပြီဒီမှာကြည့်မယ်ဆိုရင် generative AI လို့ခေါ်တဲ့ကျွန်တော်တို့ဓာတ်ပုံတွေထက်စာတွေထည့်လိုက်လို့ရှိရင်စာတွေပြန်ထုတ်ပေးတယ်ဓာတ်ပုံတွေထည့်လိုက်လို့ရှိရင်စာတွေဖြစ်ဖြစ်ဒါမှမဟုတ်ဓာတ်ပုံတွေဖြစ်ဖြစ်ထုတ်ပေးတယ်ဒါမှမဟုတ် test တွေထည့်လိုက်လို့ရှိရင်ဗီဒီယိုတွေထုတ်ပေးရဒီလိုမျိုးထုတ်ပေးတဲ့ generation လုပ်ပေးတဲ့ generative AI ခေတ်ကနေပြီးတော့မှအခုဆိုလို့ရှိရင်2025မှာဆိုလို့ရှိရင်သူဒီ agentic AI ခေတ်ကိုရောက်လာပြီအဲ့တော့ agentic AI ဆိုတာဘာလဲလို့ agent ဆိုတာမျိုးဆိုကြားပို့လိမ့်မယ်အဲ့တော့ agent ဆိုတာဘာလဲဆိုကိုကိုစားအောင်လုပ်ပေးတဲ့လူတွေကို agent လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ passport လုပ်ချင်တဲ့ agent နဲ့လုပ်မယ်လင်းလက်မှတ်ဖြတ်မယ် agent နဲ့ဖြတ်မယ်ဒီလို agent တွေကိုလူတွေကဂျာကက်အနေနဲ့လုပ်ပေးရအခုကကြတော့ agentic AI ခင်မှာ AI တွေကဒီလို agent တွေပုံစံမျိုးနဲ့တွားလုပ်ပြီးမှာကိုကလေလက်မှတ်ဝေခြင်းတာဒါမှမဟုတ်စားတော့ဆိုင်တစ်ဆိုင်မှာ booking လုပ်တာဒါမှမဟုတ် ကိုကနေပြီးတော့မှတခုခုခိုင်းတာနောက်ဆုံးမှဆိုရင်ကျွန်တော်တို့က coding software တွေရေးတယ် coding လုပ်ရင်တော့မှတော့ vibe coding ဆိုတာကျွန်တော်တို့ပေါ်လာပြီ vibe coding ဆိုတာကိုရေးကျင်တဲ့ code ကိုရေးခိုင်းလိုက်တာနဲ့တူအားနေပြီးတော့မှထုတ်ပေးတာမျိုးဒါကြောင့်မလို့ဒီ entropic ရဲ့ဒီ CEO ကနေပြီးဘာပြောလို့2025နှစ်ကုန်လို့ရှင် ကုတ်ရေးတာတွေရဲ့တရားခိုင်နှုန်းနှီးပါးကတဲ့ AI ဟာကြီးကဖြစ်သွားနိုင်နေတယ်။သူကအလောက်ထီအောင်သူပြောတယ်။ဒါ90ရာခိုင်နှုန်းနေဒီနေ့ခေတ်မှာမဟုတ်တော့ဘူးတရားခိုင်နှုန်းနှီးပါးဖြစ်လာနိုင်နေတဲ့။အဲ့တော့ပြောရမယ်လို့ Agentic AI Kit ကျွန်တော်ရောက်လာပြီ။ဒီရက်ပိုင်းမှာဆိုလို့ရှိရင်လည်း Open AI ကနေပြီးတော့မှ Casa ကို3 billion နဲ့ဝယ်ဖို့တွေကျွန်တော်တို့ပြောနေတာမျိုးလေးကြားလိမ့်မယ်။အဲ့တော့ဒီ Casa ဆိုခုနကတော့5 coding တို့ code editor လုပ်တဲ့ဒီ ဒီအပေါ့ဗောနော်ကျွန်တော် product တစ်ခုပေါ့အဲ့တော့ဒီလို agentic AI kit ကနေပြီးတော့မှအခု2025မှာဆို agentic AI kit ဖြစ်နေပြီနောက်တစ်ဆင့်ဒီ physical AI kit ကိုကျွန်တော်တွားထားမယ် physical AI kit ရောက်သွားရင်ဒီလိုမျိုး robot တွေ kit ရောက်သွားပြီဒါကြောင့်မလို့ Elon Musk တို့ဒီ Optimus တို့ဘာလို့လှုပ်ထားတယ်ဆိုတာလဲဒီ kit အဲ့ဒီ kit မှာဆိုလို့ရှိရင်လူတွေလှုပ်နိုင်တဲ့အလုပ်တွေကိုဒီ robot တွေကလုပ်တဲ့အနေထားဖြစ်လာမယ်ကျွန်တော်အမြင်တာဆုံးဆိုကားတွေပေါ့မောင်းလူမဲ့ကားတွေကျွန်တော်ဖြစ်လာပြီတရုတ်မှာဆိုလို့ရှိရင်လည်း2000နဲ့မှ 16လောက်ကလေးရဆိုလို့ရှိရင် US မှာဆိုလို့ရှိရင်လဲ Las Vegas တို့မှာသူတို့စမ်းတက်နေနေရာကြီးရှိနေပါတော့ Google ဆိုလို့ရှိရင်လဲ Waymo တို့ပေါအောင်နဲ့စမ်းတက်တာမျိုးကြီးရှိတယ် Waymo တို့ရဲ့ company ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ agentic AI kit တွေမှာ kit တွေအပြောင်းအလဲဖြစ်ပြီဆိုရင် ခုနကပြောခဲ့တဲ့ kit ရဲ့စနစ်ရဲ့ scale ရဲ့မှာဆိုကျွန်တော်တို့တွေဒီ scale မတိုးတက်မရတော့ကျွန်တော်ရဲ့ scale တိုးတက်ဖို့အတွက်ဆိုလို့ရှိရင် AI အတုံးပြူနိုင်ရမယ်ဒီကပိုင်းမှာဆိုလို့ရှိရင်လဲဒါ open ai ဟာနေပြီးတော့မှ chat gpt မှာ o3 ဆိုတဲ့ model ထွက်တယ်အရန်ကောင်းတယ် genius တယောက်လို့သူစဉ်းစားပေးနိုင်တယ်ပေါ့ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့4ဆိုတဲ့ model ရှိရယ်4ဆိုတဲ့ model ရှိရယ်ပြီးလို့ရှိရင် o1 လို့ခေါ်တဲ့ reasoning လုပ်တဲ့ model ရှိရယ်ဒီ reasoning research တွေလုပ်ရင်အရန်ကောင်းတယ်ပေါ့နော်အဲ့တော့ပုံမှန် daily အတွက်ဆိုလို့ရှိရင် o 4O ဆိုရှိရယ် O1 ဆိုရှိဒီနှစ်ခုကြားပေါ့ဒီဟာကြတော့ကျွန်တော်တို့တစ်ခုခု research လုပ်ရမယ်ဆိုသူစဉ်းစားတာတစ်ခါလေးကျ9မိနစ်လောက်ကြာတယ်9မိနစ်10မိနစ်လောက်ကြာမျိုးရှိရယ်အဲ့ဒီနှစ်ခုကြားတဲ့ဒီ O3 ဆိုရယ် model ထွက်လာအရန်ကောင်းတယ်အဲ့ဒီ O3 model မှာဆိုကျွန်တော်တို့ကဓာတ်ပုံဤဒီစာအရှိရှိရယ် file တစ်ခုလို့တင်လိုက်တယ်အဲ့ဒီစာတစ်ခုလုံးတို့ကနေပြီးတော့မှ analyze လုပ်ပြီးတော့မှကျွန်တော်လိုအပ်တာတွေအကုန်လုံးတို့မီးလို့ရတဲ့ level ထိဖြစ်လာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေဒီအရင်ခေတ်တုန်းကဆိုလို့ရှင် လူတွေကတဆင့်ငွေရှာမှရတဲ့ခေတ်ကနေခုက AI ကနေငွေရှာလို့ရတဲ့ခေတ်ဖြစ်လာမယ်ဒါလေးကိုကျွန်တော်ရှင်းပြရမယ်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်ချမ်းသာခြင်းနဲ့ဆိုရင်လူတွေကတခြားလူတွေရဲ့ငွေတခြားလူတွေရဲ့အချိန်တခြားလူတွေရဲ့ကျွမ်းကျင်မှုကိုတုံးကြရတယ်အဲ့တော့ကျွန်တော်တို့ကငွေမရှိလို့ရှင်တော့ other people time နဲ့ other people expertise လို့ခေါ်တာပေါ့နော်ကျွမ်းကျင်မှု ပြီး other people money ဆိုတာရှိတယ် other people money မရှိရင်တော့မှကျွန်တော်တို့ကတခြားလူတွေရဲ့အခြေအနေတခြားလူတွေရဲ့ expertise ကိုကျွန်တော်အသုံးပြုလို့ရတာဘာလို့အသုံးပြုပြီးရောမှလဲဆို AI ကိုအသုံးပြုပြီးရောမှဘာလို့လဲဆိုရင် AI ဒီတာမန်လူတယောက်ထက်ကိုသူကကျွမ်းကျင်တဲ့အနေအထားဖြစ်လာပြီပို့ပြီးနှက်ဆက်တယ်ပို့ပြီးတိလာမယ်အဲ့တော့ကျွန်တော်တို့တွေဒီကိုရှိမှာအလုပ်လုပ်တဲ့ဝန်ထမ်းအယောက်တရာ အစားကျွန်တော်တို့ရဲ့ agent အခုတရာ ရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ agent အရောက်တရာရှိနေမယ်ဆိုရင်ဒါကြောင့်မလို့ဒီနေ့ခေတ်ကဘာလို့ခေါ်လဲဆို AI intern လို့တော့ခေါ်လာတယ် intern ဆိုတာအလုပ်တင် human intern မဟုတ်တော့ AI intern AI intern တွေကိုကျွန်တော်တင်ထားပေးရဆိုကိုလိုချင်တဲ့အရာတွေကိုတော့ဖန်တီးပေးလို့ရလာမယ်တနည်းအားဖြင့်ဆိုရင် content marketing လုပ်တော့မယ် content တွေကိုရေးတာဓာတ်ပုံထုတ်တာဒါရီဆိုဒီနေ့ခေတ်ရနေပြီ software တွေရေးတာအဲ့တော့ဒီလို agent တွေကျွန်တော်ရှိနေပြီဒီ agent တွေကိုလည်းကျွန်တော်တို့က ချိတ်ဆက်ပြီးတော့မှလည်းတုံးလို့ရတယ်အခုဆိုကျွန်တော်ကြားဘူးပါလိမ့်မယ်เนาะကျွန်တော် MCP တို့တကယ်လို့မိဆွေရမကြားဘူးရင်လည်းကျွန်တော်တို့ထားထားလို့ရတော့ API for API ပေါ့เนาะ application တွေရဲ့ API ကို API ပြန်ချိတ်ပေးတဲ့ဟာပေါ့အဲ့တော့ mutual contest ဒီ protocol လို့ခေါ်တာပေါ့အဲ့တော့ဒီလူမျိုးခစ်ကြီးဖြစ်လာတဲ့ချိန်မှာကျွန်တော်တို့ကအခမဲ့ကိုအလုတ်လုတ်ပေးမဲ့ AI နေအများကြီးကိုစီမံခန့်ခွဲတဲ့ ဒီ agentic management ကိုရောက်လာမယ် human resource management အနေပြီးတော့မှအဲ့တော့ကျွန်တော်ပြပြချင်တာမိတ်ဆွေကဘဝအပြောင်းလဲလုပ်ချင်နေဆိုရင်ဒီလို agent တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုလေ့လာနေပြီလားအဲ့တော့ဒီလို agent တွေမှာဆိုရင် research assistant တွေကျွန်တော်ရှိလာမယ်ဥပမာဆို PhD တယောက်ကိုကျွန်တော်အလုပ်ခန့်ထားမယ်ဆိုရင်ကုန်ကျစရိတ်တွေလည်းအများများမယ်ပြီးလို့ရှိရင်အရင်ခေတ်တုန်းကဆိုရင်သူ research လုပ်ရတဲ့အချိန်တွေပေးရမယ် time consuming အများဖြစ်တယ်အခုကကြတော့ McKinsey level မကင်းစီဆိုတာတကယ်ကမ္ဘာထိပ်တန်းကွန်ဆိုတင်ဖန် level report တွေကိုကျွန်တော်တို့က AI နဲ့ကျွန်တော်တို့ထုတ်လို့ရနေပြီ။နည်းနည်းကျွန်တော်တို့ကပြန်ပြီးတော့ refine လုပ်လို့ရတယ်ဆိုရင်ကြားတဲ့အနေအထားဖြစ်နေပြီပေါ့နော်။ research assistant တွေပြီးတော့ရှင် sales နဲ့ပတ်သက်လာပြီဆိုရင်မြန်မာလိုတော့နည်းနည်း limitation တွေရှိနေပြီ။အနောက်တိုင်းမှာဆိုလို့ရှင်လေ AI ကနေပဲ chatbot ကနေပဲရောင်းမိရမျိုးဖြစ်နေပြီ။ဥပမာဆိုရင် WhatsApp တို့တွေရ ဖွဲ့ဆက်ဘောကနေပြီးရောင်းမိတယ်ဒါမျိုးခစ်ဖြစ်နေပြီပြီးလို့ရှိရင်ဖုန်းဖြေတာကအစအခုဆိုလို့ရှိရင်ဖိလစ်ပိန်းတို့ဘာလို့မှအောက်ဆိုးသေးလောက်ထားတဲ့လူတွေကိုအစားထိုးဖို့အိန္ဒိယကနေအစားထိုးဖို့အတွက်ဆိုလို့ရှိရင်ဒီ AI နေရနေပြီးတွားနေပြီတချို့ကြောက်ကလည်းသူ့ရဲ့ထုံးကိုပေါ့နော်တော့ essence ကိုဖျောက်တဲ့ဟာမျိုးဒီလိုမျိုး AI နေလဲပေါ်လာနေပြီပြီး social media မှာဆို analysis လုပ်ပေးတဲ့ social media analyst agent တွေပြီးလို့ရှိရင် employee support agent တွေပြီးလို့ရှိရင် factory operational ai software security ai video analysis လုပ်ပြီးတဲ့ ai ဥပမာဆိုကျွန်တော် video analysis အတွက်ဆိုလို့ရှိရင်အဲဒီ vid iq ဆိုတော့တုံးတယ်သူကနေပြီးတော့မှ youtube video တွေကိုကြည့်စရာမလိုဘူးဒီ engagement ဘယ်လောက်ရှိနေလဲဒီ video ကဘာပြောလဲဆိုတာအစသူကတခါတည်းပဲသူပြပြပြီးရယ်ပြီးလို့ရှိရင်ဒီ video ရဲ့ဒီ တခုတင်လိုက်ပြီဆိုလို့ရှိရင် view ဘယ်လောက်ရှိနိုင်လဲခေါင်းစဉ်တွေဘယ်လိုလုပ်တင်လဲဒါမျိုးတွေပါပြောရပါတော့ fit IQ ဆိုတဲ့ဟာမျိုးဒီလိုခေတ်ကြီးဖြစ်နေပြီအဲ့တော့မိတ်ဆွေရအနာဂတ်မှာအပြောင်းလဲလုပ်ချင်နေဆိုရင်ဒီ AI ကိုနှဲမှာမှာအခုဆိုရင် agentic AI ကိုလေ့လာဖို့လိုတယ်နောက်တစ်ဆင့်ဆိုရင် physical AI ရောက်သွားပြီအဲ့တော့ agentic AI ခင်မှာမိတ်ဆွေပြန်စဉ်းစားကြည့်ကြည့်ကိုကနေပြီး agent တွေအများကြီးခိုင်းပြီးတော့မှပြဿနာတွေ fishing ပေးနိုင်မယ်ဆိုရင်ငွေဘယ်လောက်တောင်ကျွန်တော်ရမလဲ ဒါကြောင့်မလို့ San Altman ကလည်းဘာပြောလို့ဆိုသူ့ရဲ့ billionaire တငယ်ချင်းတွေနဲ့ group ထဲမှာဆိုဘာပြောလဲဆိုတချင်ကြလို့ရှိရင်လူတစ်ယောက်နဲ့ AI နဲ့ပေါင်းပြီးတော့မှ1 billion dollar business အများကြီးပေါ်လာမယ်လို့သူပြောတာ။လူတစ်ယောက်နဲ့ AI နဲ့ပဲပေါင်းပြီးတော့မှဝန်ထမ်းတွေမရှိပဲနဲ့။အဲ့တော့ခစ်ကြီးကအဲ့လိုခစ်ဖြစ်လာမယ်။လွန်ခဲ့တဲ့ရက်ပိုင်းအဆိုလို့ရှိရင် Elon Musk အနေနဲ့သူ့ရဲ့ shareholder တွေနဲ့တွေ့တဲ့ပွဲမှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာပြောလဲဆိုရင်လက်ရှိမှာ Uber မောင်းနေတဲ့လူတွေရှိတယ်ကားမောင်းနေတဲ့လူတွေအဲ့ဒီကားမောင်းနေတဲ့လူတွေအနာဂတ်မှာဘာဖြစ်သွားမလဲအလုပ်တွေကပျောက်ကုန်မှာမှန်တယ်ဘာလို့လဲဆိုရင်ကားပုံမှန်မောင်းနေတဲ့လူတွေကိုဒီအလိုလျောက်ကားမောင်းနေစနစ်တွေအစားထိုးရမယ်အဲ့တော့ဒီလူမျိုးအလုပ်တွေလည်း displace ဖြစ်သွားမယ်ဟာဒီဘာဖြစ်လာမလဲအဲ့ Uber မောင်းတဲ့လူကဒီကားအစီး20ကို manage လုပ်တဲ့လူ ဖြစ်လာမယ်ဒီ အလူလျောက်မောင်းနေတဲ့ကားတွေ manage လုပ်တဲ့လူဖြစ်လာမယ်အဲ့တော့ကျွန်တော်တို့တွေဒီ agentic AI ကို management လုပ်နိုင်တယ်လေပေါ့ကျွန်တော်တို့ဟိုရောက်လာမယ် physical AI ကို management လုပ်နိုင်တယ်လေပေါ့တဖြည်းဖြည်းရောက်လာမယ်ဒီ management လုပ်နိုင်တဲ့ level ကိုရောက်ဖို့အတွက်ကြတော့ကျွန်တော်တို့ AI နဲ့ရင်းနှီးဖို့လိုတယ်ရင်းနှီးဖို့အတွက်ဆိုရင်ပုံမှန်သုံးကြည့်နေဖို့လိုတယ်ပုံမှန်သုံးကြည့်မှ AI ကဘာလဲဘယ်လိုတွေသုံးလို့ရလဲကျွန်တော်တို့ရဲ့ရီမန်ချက်ပန်းတန်းတွေရောက်အောင်ဘယ်လိုကူညီပေးနိုင်လဲဆိုတော့ ကြည့်ပြီးတော့မှဒါတွေအကောင်းဆုံးအသုံးချပြီးတော့မှကျွန်တော်တို့ဆွမ်းဆောင်ရည်ကိုမြင်အောင်လုပ်လို့ရတယ်တကယ်လို့မိတ်ဆွေရောလုပ်ငန်းရှင်ဖြစ်ဖြစ်မယ်ဒါမှမဟုတ်ကတိုးတက်လိုတဲ့လူတယောက်ဖြစ်ဖြစ်မယ်ကိုယ့်ရဲ့တင်ယူမှုမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကငွေရှာမှုမှာပဲဖြစ်ဖြစ်စီမံခန့်ခွဲမှုမှာပဲဖြစ် AI ကိုအသုံးပြုလို့ရပါတယ်ဒီ AI ဒီကျွန်တော်တို့ရဲ့အစွမ်းစားတွေအများကြီးတိုးတက်အောင်လုပ်ပြီးမှဖြစ်ပြီးတော့မှဒီနေ့ခေတ်က agentic AI ခေတ်ရောက်နေပါပြီကျွန်တော်က agentic AI ခေတ်မှာ agentic AI ကိုလည်းအသုံးပြု agent တွေကိုလည်းစီမံခန့်ခွဲမှု ပြုလုပ်တတ်အောင်လေ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝနောက်တစ်ဆင့်တိုးတက်ဖို့အတွက်အများကြီးထောက်ကူပြုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်တကယ်လို့မိတ်ဆွေရာကျွန်တော်တို့ရဲ့ learning community မှာ join နေတယ်ဆိုလို့ရှိရင်ကျွန်တော်မှာ personal professional business ဆိုတာရှိတယ် personal professional business မှာမှာ personal မှာဆိုလို့ရှိရင်တိုးတက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ master of process program ရှိတယ် marketing အတွက်ဆိုလို့ရှိရင် support မှာဆိုရင် marketing program ရှိတယ် support marketing program ရှိတယ်ပြီးွားရင် agent pay မှာဆိုရင် mini mba လို့ခေါ်တဲ့ business program ရှိရယ်အဲ့တော့ personal professional business ဆိုပြီးကျွန်တော် တုံးကိုခွဲထားပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ရောဒီ video လေးကိုကြည့်ရင်လည်းကိုယ့်အတွက်စဉ်းစားမိတဲ့အရာတစ်ခုဆိုပါလိမားဖြစ်မယ်ခွန်မမရေးကလေးရရေးခဲ့ပြီးပါအောင်တကယ်လို့ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်လာသိခြင်းနဲ့ဆိုလို့ရှင်လဲဒီဗီဒီယိုကိုလိုလက်စွာမျှဝေပေးလို့ရပါတယ်အဆုံးထိရှိပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ